မုဏိဖုရားလေးစုတဲကတစုဖြစ်တယ်ရွှေဘုံသာမုဏိဖုရားရဲ့တမိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွှေဘုံသာမုဏိဖုရားကတပတ်ကံ ARD မြေကန်းတစ်ခုမှာရှိတဲ့ပြည်ခရိုင်ဗရောင်းမြို့နယ်မှာရှိတဲ့ရွှေဘုံသာကျေးတော်မြေကြီးရဲ့ဌာပနာတိုက်အတွင်းမှာတည်ရှိပါတယ်ရိုးရစင်ဆက်ဖုရားတမိုင်းရာတက္ကရိ123ခုနဲ့ကဆုံလာပြည်နေတွင်ဗုဒ္ဓဖုရားရှင်ကရခိုင်ပြည်စန္ဒသူရိယမင်းရဲ့ဒိဋ္ဌံပြုပင်ဆောင်ချက်အရာနောက်ပါယဟန္တာ900ခြံရံက တညဝရီရခိုင်ပြည်သို့ကြွားချီတော်မူပြီးကြောက်တော်မျိုးအရှိဘက်ကမ်းတွင်ရှိတဲ့တေလာကီရီတောင်ထိပ်၌တရင်သုံးဆံပေတော်မူခဲ့ပါတယ်။ရှန်နာတူရီယာမင်းနှင့်တကွာမူကြီးမတ်ရတင်နာပတိများပြည်သူပြည်သားများတို့ကမျက်စွာဖျားနဲ့ရဟန္တာ900တို့အားစွန်းရေချမ်းစီမီအမွေးနှက်တာတိုင်းတို့ဖြင့်သုံးလတိုင်တိုင်းမပြတ်မလန်ပူဇော်အလုပ်ကျွေးပြုကြပြီးတော့မြတ်ဗုဒ္ဓရဲ့တရားကိုနာယူခဲ့ကြပါတယ်။သုံးလပြည့်မြောက်၍တညဝရီရခိုင်မှဖျားရှင်ပြန်လည်ကြွချီတော်မူမည်သောအခါ ဆန္ဒတူရိယမင်းရဲ့လျှောက်ထားတောင်းပန်ချက်အရဖျားရှင်ဤကိုစားကိုးကွယ်စည်းကမ်းနိုင်ရန်အတွက်ကိုပွားရုပ်ရှင်တော်မြတ်တစုတွန်းလှုပ်ရန်ဖျားရှင်ကခွင့်ပြုတော်မူခဲ့ပါတယ်။ထို့ကြောင့်ဆန္ဒတူရိယမင်းကလူနက်ပြမာရုထံမှစူဆောင်းရရှိတဲ့ယဟန္တာ65ဒင်းကိုကြိုချက်ပြီးတော့ဖျား